မင်္ဂလာပါ Siri for Yuani ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်မယ့်ဇာတ်ကားကတော့2012ခုနှစ်မှာရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Silent Hill Revelation ဇာတ်ကားဖြစ်ပါတယ်ဒီဇာတ်ကားဟာ2006ခုနှစ်ကထွက်ရှိခဲ့တဲ့ Silent Hill ဇာတ်ကားရဲ့အဆက်ဖြစ်ပြီးတော့တည်တည်ရင်မိုဇာတ်ကားတစ်ခုဖြစ်ပါတယ်ဒီဇာတ်ကား IMDb rating နဲ့ပြီးမြဲ Horror ကြိုက်တဲ့ပရိသတ်တွေအတွက်ကတော့ဇာတ်ကားကောင်းတစ်ခုလို့ဆိုရမှာပါဟုတ်ကဲ့ပါစင်သေးဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ season 10ဆက်သူမင်းတွေပဲဖြစ်ပါတယ်ခင်ဗျာ မိမပြူလေးတယောက်အသေးအံပြေးနေပါရင်သူမရဲ့နောက်မှာအမဲအောင်ဝစ်စုံသူရိစံပြတဲ့အသွင်မြင်တဲ့အရာတွေကနောက်ကနေလိုက်နေပါရင်သူမနာမည်ကတော့ဟေတာပါသူမဟာကလီကစားခွင်းနဲ့မှာကတုတ်ကရဲ့နဲ့ပြေးနေပြီးတော့အဲ့ဒီမှာကြောက်စရာမြင်ခွင်းနေအပြေးပါပဲရုံရုံကြီးတွေဆိုရင်ပါဇက်မှာသွေးတွေပေးချန်နေပြီးတော့နေရာအနက်မှာတွေ့နေရပါရင်ရွှေငါးလေးတွေကမှန်လောင်ကန်တွေကတဖြည်းဖြည်းနှင်းမြုံနေပြီးတော့နောက်ဆုံးကန်ရဲ့အောက်ခြေမှာမလုံးမရှက်ပဲငိမ့်သက်သွားပါရင်ဟေတာဟာအနီးနားကရုံရုံကြီးကိုကြီးလိုက်မိပြီးရုံရုံကြီးကတက်ဝင်လာသလိုဖြစ်လို့သူ့နေရာကနေထွက်ပြေးနေပါရင်သူမဟာ ဂျိုင်းဟန်အနီးကိုရောက်လာပြီးတော့အဲ့ဒီမှာဒူးချရဲပုံမှန်တဲ့ထရန်ကျူလာပင့်ကိုဥကောင်းနဲ့တတော်တကောင်ကိုသူတွေ့လိုက်ပါရင်သူမထိတ်လန့်သွားတဲ့ချိန်မှာဂျိုင်းဟန်မှာချိတ်ဆွဲထားတဲ့ယာတွေကတကယ်လူသားတွေဖြစ်နေတယ်ဆိုတော့ပါသူတို့ကတက်ခန်ကြီးဆဲဆဲတိုးတကောင်လိုအလွန်နာကျင်စွာနဲ့ညှိတွားနေကြပြီးတော့ဟီတာကတော့ထိတ်လန့်စွာနဲ့ပဲနေရာကနေနောက်လက်ထွက်ပြေးနေပါရင်ယူဒီယမှာပဲအမျိုးသမီးတယောက်ဟီတာရဲ့ရှေ့မှာပေါ်လာပါရင်သူမလက်မောင်းကိုတဖြည်းဖြည်းမြှောက်လိုက်တာနဲ့ပပက်လေမှာမိတွေထထောက်ပါရင်ချက်ချင်းဆိုသလိုပဲသူမရဲ့ပပက်လေမှာရှိတဲ့လူတွေမီးလောင်ပြီးတော့ မိခိုးရောင်ပြာရီဖြစ်ကုန်ကြပါရဲ့အဲ့ဒီမျိုးသမီးဟာဟေသာကိုစိုင်းလင်ဟိတိတ်ဆိတ်တောင်းကုန်းမှုမတော်ဖို့မှာပါရီ။သူမစကားပြောလို့ဆုံးတာနဲ့ဟေသာရဲ့ခန္ဓာကိုယ်ကိုမီးဆွဲလောက်ပါရီ။ကံအားလျော်စွာနဲ့ဒါဟာအီမဲဆိုးတစ်ခုမြတာဖြစ်နေပါရီ။အဲ့ဒီချိန်မှာပဲဟေသာရဲ့မွေးစားဖတ်ခင်ခရစ်စတိုဖာကသူမစီကိုပြေးလာပြီးတော့နှစ်သိမ့်လိုက်ပါရီ။ဒါပေမဲ့ချက်ချင်းဆိုသလိုပဲဖတ်ခင်ရဲ့နောက်မှာတတော်ဝါတကောင်ပေါ်လာခဲ့ပြီးတော့သူ့ကိုတက်ဖြတ်လိုက်ပါရီ။တမန်ကံကောင်းစွာနဲ့ပဲဒါဟာအီမဲထဲကအီမဲဖြစ်နေတာပါ။နောက်ရမနက်မှာတော့ဟေသာဟာကြောင်းထက်ဖို့သွားပါရီ။ဟေသာထွက်သွားတာနဲ့ ခရစ်စတိုဘာကမိသားစုတပ်ပုံကိုထုတ်လိုက်ပြီးတော့ဗီယိုဘောကိုတင်လိုက်ပါရင်ချက်ချင်းပဲရှီဟောင်းနောင်းမီတွေအာယုံမှာပြန်ပြီးတော့ပေါ်လာခဲ့ပါရင်သူ့ရဲ့ဇနီးရိုးစာပျောက်ဆုံးနေကြတာနဲ့တော်တော်ကြာနေပါပြီ။ဒါပေမဲ့သူ့ရဲ့နောက်မှာတော့ရုစကားယုတ်တည့်ရပေါ်လာခဲ့ပြီးတော့သူမနဲ့ရှယ်ရွန်တို့ဟာဆိုင်းလင်ဟင်မာပေးမိနေကြောင်းလက်ရှိမှာလူတစုကသူတို့နောက်ကိုလိုက်နေတယ်လို့ပြောပါရင်ရုစကားသူမဟာရှာတွေ့ထားတဲ့အပိုင်းစားတစိပြားတစ်ခုကိုသမီးစီကိုပြပို့ထားတယ်လို့ပြောပြီးတော့ပျောက်ကွယ်သွားပါရင်ခရစ်စတိုဘာကနောက်ကိုယုတ်တည့်ရလက်ကြည့်ပေးမိတဲ့ စရီးအစားစူပါဘောမှာလေးလျောင်းနေတဲ့တမီးကိုသာတွေ့လိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ဟီတာကဆိုင်းလက်ဟင်းနဲ့ပတ်သက်တာတွေတခုမှမမှတ်မိတော့ပါဘူး။အခြားတစ်ဖက်မှာတော့ဟီတာဟာကျောင်းကိုလမ်းလျှောက်ပြီးတော့သွားနေပါတယ်။သူမဟာမြေကြီးပေါ်မှာလင်းနေတဲ့အိမ်ယာမဲတူအူကိုမြင်နေရပြီးတော့သူ့ကိုကူညီဖို့အနီးကိုကပ်လိုက်တဲ့အချိန်မှာပဲအဲ့ဒီလူကကျောင်းမွေဖွဲပုံစံကြီးပြောင်းသွားပါတယ်။ဟီတာကနောက်ကိုအမြန်ဆုတ်လိုက်ပြီးတော့တီချာပြန်ကြည့်တော့အဲ့ဒီလူကြီးကပုံမှန်ရုပ်ရည်ဖြစ်နေပါပြီ။အတန်းပြီးတော့လူတွေရှုပ်ထေးလာတဲ့ကော်ရီဒါမှာကျောင်းသားတွေရိုးရိုးရဲမရှိတော့ဘဲဟေတာတယောက်တည်းသာကျန်နေခဲ့ပါတယ်။ မီးလင်းနေမိတ်ချုံမိတ်တို့ဖြစ်နေပြီးတဲ့နောက်မှာတော့ဟီတာဟာမြို့ပြက်လိုနေရာမြို့ကိုရောက်နေပါတယ်ယိုဒီယဘဲတတော်အားကြီးတကောင်ကသူမအနီးကိုချီးကပ်လာနေပြီးတော့ဒါဟုကြည့်ပြီးတဲ့နောက်မှာဟီတာဟာအလွန်ချောက်ရွံ့နေပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲမူလအနီးထားပြန်ရောက်သွားပြီးတော့တန်းပေါ်တဲ့ဘင်းစင်ဆိုတဲ့ကောင်လေးကိုတွေ့လိုက်ရပါတယ်သူကလည်းဟီတာလိုပဲပထမဆုံးចောင်းစားတတ်တာ ဖြစ်ပါတယ်သူတို့အိမ်ပြန်တဲ့လမ်းမှာဟီတာဟာလူစိမ်းပြောက်ကိုចောင်းရှေ့မှာတွေ့လိုက်ပြီးတော့ခြားတယောက်ကတော့ဒီနေရာကိုအစောကတည်းကရောက်နေတဲ့ပုံပါပဲသူမထွက်လာဖို့ဆောင်းဆိုင်နေဟန်ရှိပြီးတော့သူမကတော့ နောက်ရောက်ခံလိုက်ခံနေရတယ်လို့ထင်နေပါရင်ဧသာဟာဖာကင်ကိုဖုံးဆက်ပြီးတော့ခေါ်လိုက်ပါရင်သူတို့နီအောင်မော်တခုမှတွေ့ဖို့သဘောတူကြပါရင်ဒါမှမဟုတ်ခရစ်စတိုဖာသူတို့အိမ်ကနေထွက်မလို့ပြင်နေတုန်းမှာပဲတကားပေါ်ကတော့ဟာပြင်းပြင်းထန်ထန်လှုပ်လာတာကိုတွေ့ရပါရင်သူကနောက်ဖေးတကားကနေထွက်ဖို့ပြင်နေပြီးတော့သူတကားကိုဖွင့်လိုက်တဲ့အချိန်မှာပဲ shopping mall မှာတော့ဟေသာဟာဖာကင်လာမယ့်အချိန်ကိုစိတ်မရှိသလိုစောင့်နေပါရင်ရုတ်တရက်ပဲသူမရဲ့အမြင်နဲ့မှုံဝါလာပြီးတော့သူမအမြင်မှာတော့လူတွေစားနေတဲ့အစားအစာတွေကသွေးတန်ရေးရေးဖြစ်နေသလိုလူတွေကလည်းကြောင်းမက်ဖွဲ့အသွင်ဖြစ်နေပါရင် ူမချက်ချင်းပဲထားပြေးခဲ့ပြီးတော့လမ်းပေါ်မှာတွေ့သမျှလူတွေကကြောင်းမွက်ဖွဲပုံစံတွေဖြစ်နေပါတယ်ဒီသားမှာရွေးချယ်စရာမရှိတော့စတိုကန်တခုတွေကိုပုံနေရပါတယ်။အဲဒီမှာသူမနောက်ကိုလိုက်နေတဲ့လူစိမ်းတွေကိုတွေ့လိုက်ရပြီးတော့အဲဒီလူကသူဟာအလွတ်ဆုံးနောက်တစ်ယောက်ဖြစ်ကြောင်းသူ့ကိုမကောင်းဆိုးအဖွဲကငားရမ်းချပြီးတော့ဟေးသားကိုရှာဖွေကဆိုင်းလင်းအေးစီရောက်ပို့ပေးရမှာဖြစ်ကြောင်းကိုဆိုပါတယ်။သူတို့ချင်းဆွေးနွေးပြီးတော့အဲဒီလူကဟေးသားဟာလူစိုးမဟုတ်ကြောင်းယုံကြည်ပြီးတော့လွတ်အောင်ထွက်ပြေးဖို့တတိပေးခဲ့ပါတယ်။ဒါပေမဲ့စကားပြောပြီးချင်းမှပဲဒါသွားလို့လက်နက်ပါတယ်တရဝါကြီးပေါ်လာခဲ့ပြီးတော့ ူရဲ့လက်ချောင်းတွေကိုဖျက်ပစ်လိုက်ပါတယ်သူတို့ဟာချက်ချင်းပဲဓလိကားစီပြီးခဲ့ကြပြီးတော့သတော်ဝါကြီးကလည်းလက်လျှော့မပေးပါဘူးသူဟာဓလိကားရဲ့အပေါ်ဖရင်ကိုဖျက်ဆီးလိုက်ပြီးတော့သူတို့ကိုရံပြုတ်မဲ့ကြံပါတယ်ဟီတာကတော့ဒီတစ်ခါတီဗီလို့စဉ်းစားမိပြီမဲ့သတော်ဝါကြီးမြင်ဝင်းရှိကနေပျောက်သွားပါတယ်သူတို့အိမ်ပြန်လမ်းမှာတော့ထိတ်လန့်နေတဲ့ဟီတာကဘင်းစင်ကိုတွေ့လိုက်ရပါတယ်သူဟာအိမ်ထိလိုက်ပို့ခဲ့ပါတယ်သူရဲ့အိမ်တကားဘဝမှာဟီတာကဘင်းစင်ကိုရက်ဖို့အချက်ပြပါပြီးတော့တကားကိုတွန်းမှွှင့်လိုက်တဲ့ချိန် နေရင်ဒီပေါ်မှာ go to silent hay ဆိုတဲ့စာရီကိုတွေ့လိုက်ရပါတယ်။ဟီတာဟာ parking ကိုအိမ်သာထဲမှာလိုက်ရှာတော့ဘယ်နေရာမှာမှခရစ်စတိုဘာကိုမတွေ့ခဲ့ရပါဘူး။ယူရီရဲ့ပဲတကားကပြင်းပြင်းထန်ထန်လှုပ်လာပြန်ပါတယ်။ဘီစင်ကရွရွတဲတဲအတန်ကြီးကြားလိုက်လို့အဲ့ဒီကိုပြေးသွားပါတယ်။ပြီးတော့နေရင်ပေါ်ကစာရီကိုမြင်ပြီးတော့တွန်းလုံးသွားပါတယ်။အိမ်နောက်မှာနှစ်ယောက်သား silent hay ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့မသွားခင်ဟီတာ parking တစ်တာတွေကနေ ဒစိပြားနဲ့စာဆောင်ကိုတွေ့ရပါတယ်ဒစိပြားမှာပါတဲ့အရေးအကြောင်းတွေဟာနေရမောကသွေးနဲ့ရေးထားတဲ့ဒစိနဲ့တထထဲတူနေပြီးတော့ဒီနှစ်ခုကဆက်ဆက်မှုရှိရမယ်လို့ကောက်ချက်ချလိုက်ပါတယ်ဆိုင်းနေဟူကိုတော့ရဲလက်မှာဟီတာဟာသူ့ဖခင်ထားခဲ့တဲ့စာကိုဖတ်ပါတယ်စာရင်းမှာခရစ်စတိုဘာကဆိုင်းနေဟင်းနဲ့ပတ်သက်ပြီးတော့ဟီတာရဲ့စိတ်ထဲမှာမမမိတဲ့အကြောင်းအရာတွေကိုသူအကုန်မှတ်မိတယ်လို့ရေးထားပါတယ်သူတို့ဟိုတယ်တစ်ခုမှာနားဖို့ဝင်လိုက်ပါတယ်နောက်ရက်မနေ့ဟီတာအိယာကနိုးလာတော့ဘင်းစင်ကမိတ်ဝင်နဲ့တညာလုံးထိုင်နေတာကိုတွေ့လိုက်ရပါတယ်ဘင်းစင်ရဲ့လက်ထဲမှာဒစိပြားကိုခြင်ထားခဲ့ပြီးတော့ ဟီတာအနေနဲ့ဖခင်စကားနားထောင်ပြီး silent hill ကိုမတော်ဘူးပြောပါရင်ဒါမှမဟုတ်ဟီတာကတော့သူ့ရဲ့ဖခင်ကိုကယ်တင်မှုအတွက်ဘင်းစင်စကားကိုနားမထောင်ပါဘူးဘင်းစင်မှာတခြားရွေးချယ်စရာမရှိတော့သူ့ရဲ့ဇာတိမှန်ကိုထုတ်ပြခဲ့ပါရင်ဟီတာဟာဘင်းစင်စကားကိုနားထောင်မိမဲ့ဖခင်ကိုကယ်တင်မှုအတွက် silent hill ကိုသွားကျင်နေပါသေးတယ်ဒီတော့ဘင်းစင်ကိုမရမကတောင်းဆိုတဲ့အခါမှာဘင်းစင်ကသူမရဲ့ဖခင်ကိုကယ်တင်ခြင်းနဲ့ဆိုရင်တစိပ်ပြားရဲ့ကြံရှိနေတဲ့အပိုင်းကိုရှားမှာဖြစ်ကြောင်းဂျန်နေတဲ့ဝက်ကလည်းဘင်းစင်အဖိုးရဲ့လက်ထဲမှာရှိကြောင်းဆိုပါရီနှစ်ယောက်သားညှင်းခုန်နေကြစင်မှာပဲ အမောင်တို့ကယုဒိရဲ့ကြားရောက်လာပါတယ်။နေရီနီဟာချက်ချင်းဆိုသူတို့ပဲဆွေးမြေ့သွားပြီးတော့ယုဒိရဲ့ပဲဓာသွားတော်ဝါကြီးရောက်လာပြီးတော့သူတို့နှစ်ယောက်စလုံးကိုတတိလျအောင်လှုပ်လိုက်ပါတယ်။ဟီတာနူလာတော့ခန်းဟာပုံမှန်အတိုင်းဖြစ်နေပါတယ်။ဒါပေမဲ့ဘေးစင်းကိုတော့ပေနေရမှာမှမတွေ့ရတော့ပါဘူး။ဒီမဟာတယောက်တည်းလမ်းလျှောက်လာခဲ့ပါတယ်။ဟီတာတကားကိုတွန်းဖွင့်လိုက်တော့သူတဲ့မြေမုံနေနဲ့မိ गो တွေဟာစီးကျနေပါတယ်။တိတ်မနီမိုးရဲ့တိုင်တစ်ခုမှာလူတယောက်အလောင်းကိုချီနှောင်ထားပြီးတော့ ဟီတာဒုံနီဘာဝေဖြစ်နေတဲ့အချိန်မှာပဲအမျိုးသမီးတယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။သူမကဟီတာဘောအကြောင်းကိုပြောပြနေပြီးတော့သူမပါဇက်ကနေစကလုံးကြီးထွက်ကြလာတိုင်းတပြိုင်တည်းချက်ချင်းပဲအမောင်လူကြီးကကြားရောက်လာပြန်ပါတယ်။ဟီတာကလူရုပ်တီထားတဲ့အခန်းတစ်ခုတွေကိုပြေးပြီးတော့ဝင်လာခဲ့ပါတယ်။သူမဟာရုပ်တီကိုလိုက်ကြည့်နေတော့မှရုပ်တစ်ခုကအသက်ရှူတဲ့အေးရောင်ပြပါတယ်။စကန်နေငယ်ကြတော့သူမဟာပလတ်စတစ်နဲ့ပတ်ထားတဲ့တက်ရှိအမျိုးသမီးတူကိုတွေ့ရရပါတယ်။ အဲ့ဒီမျိုးသမီးကိုကယ်ပြီးတော့သူတို့နှစ်ယောက်အတူတူပြေးကြပါတယ်။အဲ့ဒီအချိန်မှာပဲလူကောင်းနေနဲ့မကောင်းဆိုးဝါးရောက်လာပြီးတော့ခေါင်းမိုးပေါ်နေခုန်ချပါတယ်။သူကရုတ်တရက်စီကနေခေါင်းနေလိုက်ဖြုတ်ပြီးတော့သူ့ကိုယ်မှာတက်ဆင်ပြီးတော့ယူဆောင်သွားပါတယ်။သူတို့နှစ်ယောက်တကားစီကိုရောက်လူရောက်ခင်မှာပဲတကားကပိတ်သွားခဲ့ပါတယ်။သူတို့ကတခြားရွေးချယ်စရာမရှိတော့သူတို့ကလေထုပ်ပေါက်ကနေထွက်ပြေးဖို့ကြိုးစားကြပါတယ်။သူတို့လီဝင်ပေါက်ထဲကိုသွားသွားနေတဲ့အချိန်မှာပဲမကောင်းဆိုးဝါးကမျိုးသမီးကိုဆွဲခေါ်သွားပါတယ်။အဲ့နောက်မှာဟီတာဟာထောင်နေတူတဲ့နေရာတစ်ခုကိုရောက်လာခဲ့ပါတယ်။အဲ့ဒီမှာချင်းချိုးတွေခတ်ထားတဲ့အဖိုးတို့တယောက်ကိုတွေ့လိုက်ရပြီးတော့ သူဟာမင်းစင်းရဲ့အဖိုးဆိုသူဖြစ်နေပါရင်ဟေတာကတစိုက်တီအကြောင်းပြီးတော့အဖိုးက "तू आ ဘာမှမမြင်အောင်ပြောပါရင်အဖိုးကတစိုက်ကိုသူ့ရဲ့လက်ထဲထည့်ပေးဖို့ပြောတော့ဟေတာကပြေးလိုက်ပါရင်ဒါပေမဲ့ဖိုးကချက်ချင်းပဲအဲ့ဒီတစိုက်ကိုသူ့ရဲ့ခန္ဓာကိုယ်ထဲကိုထည့်လိုက်ပါရင်ဟေတာကတနနေ့ထုတ်ချိန်တော့အဖိုးရဲ့မျက်လုံးတွေဟာရှင်းရှင်းလင်းလင်းဖြစ်လာပါရင်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲမကောင်းဆိုးအသွင်ပြောင်းသွားခဲ့ပြီးတော့ဟေတာကိုတိုက်ခိုက်ခဲ့ပါရင်သူဟာဟေတာကို ပခုံးမထန်းနေလိုက်တဲ့အချိန်မှာဟီတာကသူ့ရဲ့ခန္ဓာကိုယ်တွေကဒစိပြားတွေကိုဆွဲထုတ်လိုက်ပါတယ်။ချက်ချင်းပဲမကောင်းဆိုးဟာပြားရီဖြစ်သွားပါတယ်။နောက်တော့ဟီတာဟာဟောကမ်းမအတိုင်းပဲပြည်လာခဲ့ပါတယ်။အဲဒီမှာပဲမြောင်များလာစွာသောလက်တွေကဘီနဖက်စီကနေပေါ်လာခဲ့ပြီးတော့သူတို့ကိုကူညီဖို့ဩကြပါတယ်။အဲဒီမှာပဲထရန်ကျူလာကောင်းနဲ့မကောင်းဆိုးဟာရောက်လာပြီးတော့သူ့ရဲ့မီတာ20ရှိတဲ့ဓာတ်ရင်းနဲ့လက်တွေကိုခုတ်ဖြတ်ခဲ့ပါတယ်။အဲဒါကိုမြင်လိုက်ရတဲ့ဟီတာကတောင်းတစ်ခုမှပုံနေခဲ့ပြီးတော့ဘင်းစင်ကိုလည်းချုပ်ခန်းတစ်ခုတည်းကိုထည့်လိုက်တာကိုတွေ့ရပါတယ်။ခန်းထဲမှာရုံနဲ့တူတဲ့သူနာပြူတွေဟာ လက်ထဲမှာထက်မြက်တဲ့ဓာရီကိုကင်ထားပါရီသူတို့မှာမျက်လုံးနှိမရှိသလိုအသက်မဲ့နေတဲ့ပုံစံတွေကိုမြင်တွေ့ရပါရီသူတို့ဟာအတန်တွေကိုကြားလိုက်တာနဲ့သူတို့လက်ထဲကဓာရီနဲ့ခုတ်ပိုင်းပါတော့တယ်ဘုရားကျောင်းဝန်ထမ်းတယောက်ဟာဓာကုတ်ခင်ရပြီးတော့တည်သွားပါရီဟီတာဟာသူမရဲ့နှကိုစေကူရီယာအတွေ့အကြုံတိုင်းပင်ဘင်းစင်နာကိုချီကပ်သွားပါရီချက်ချင်းပဲသူ့ကိုအပြင်ထုတ်လိုက်ပြီးတော့နှစ်ယောက်သားအပြင်ကိုထွက်ပြေးကြပါရီသူတို့နှစ်ယောက်ဟာကစားဝင်းရေးစီကိုရောက်လာခဲ့ပြီးတော့ ဒီနေရာကတော့ဟီတာရဲ့ဇကာအဆကအိမ်မက်ထဲရအတိုင်းပဲဖြစ်ပါတယ်။အိမ်နောက်မှာတော့ဝစ်ဆုံမဲဝစ်ထားတဲ့သူတွေကသူတို့ရဲ့နောက်ကိုလိုက်လာပါတယ်။ဘေးစင်ကသူတို့ကိုဖျားယောင်းပြီးတော့ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟီတာခြားရဲ့စီကိုအမြန်သွားလိုက်ပြီးတော့ဇကာအဆအိမ်မက်ထဲရအတိုင်းပဲဖြစ်လာပါတယ်။ခြားရဲ့ကိုမိတော့တွေဝိုင်းလာပြီးတော့ဒက်အလက်စာလို့ခေါ်တဲ့မောင်မိစာကြီးပေါ်လာခဲ့ပါတယ်။ဟီတာကအလက်စာနဲ့ဇကာပြောနေပြီးသူမကိုဖတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာအလက်စာကိုမိတီကလောင်လိုက်လို့ပြာရီဖြစ်သွားပါတယ်။အိမ်နောက်မှာဟီတာဟာ အနီနာကဖျားเจ้าစီကိုရောက်သွားပါတယ်အဲ့ဒီမှာခရစ်စတိုဖာနဲ့ဘင်းစင်ကိုဖမ်းဆီးထားပြီးတော့မိစ္ဆာခေါဆောင်ကဒီအချိန်ကိုစောင့်နေရတာကြာပြီလို့ပြောပါတယ်ခရစ်စတိုဘာကိုဘာလို့ဖမ်းချုပ်ထားတာလဲဆိုတော့ဟေတာကို Silent Hazy အရောက်ခေါ်ဖို့အတွက်ဖြစ်ကြောင်းဆိုပါတယ်သူမဟာအလဲစာကိုအနိုင်တိုက်ခိုက်ဖို့ဟေတာကိုအသုံးချခဲ့ပါတယ်အခုတော့အလဲစာတည်ဆုံးသွားပြီမို့သူတို့ဟာဟေတာရဲ့ခန္ဓာကိုယ်နဲ့နတ်ဖျားစီကိုအပြည့်ဝင်ခံမှုစီခိုင်းခဲ့ပါတယ်အဲ့ဒီချိန်မှာပဲမိစ္ဆာသခင်မကလည်းပြာခဲဒီဖြစ်သွားခဲ့ပြီးတော့ဓာရီပါရဲမကောင်းဆိုးကဟေတာကိုတိုက်ခိုက်ဖို့ရလာပါတယ် အဲ့ဒီအချိန်မှာပိရမိတ်ခေါင်းပုံစံမကောင်းဆိုးဝါးကလည်းအချိန်မီရောက်လာခဲ့ပြီးတော့သူတို့အချင်းချင်းတိုက်ခိုက်ကြပါရီဒါမကောင်းဆိုးဝါးဟာပိရမိတ်မကောင်းဆိုးဝါးကိုအချက်ပေါင်းများစွာအထူးနဲ့တိုက်ခိုက်နိုင်ပြီမေနောက်ဆုံးမှာတော့ပိရမိတ်မကောင်းဆိုးဝါးလက်ချက်နဲ့ပဲသူခေါင်းပြတ်သွားခဲ့ပါရီအနီရီကင်းစင်သွားတဲ့အချိန်မှာဟီတာရိုးအဖွဲ့ဟာဆိုင်းလန့်ဟေကနေပြန်မှုပြင်ဆင်ပါရီဒါမှမဟုတ်လန်ကူလက်မှာပဲခရစ်စတိုဘာကရက်တက်ပြီးတော့သူဟာဇနီးရိုးစ်ကိုရှာဖွေဖို့ဆိုင်းလန့်ဟေမှာနေခဲ့မယ်လို့ ပြောပါရီသူဟာမြူနီနီကြားရဲတိုးဝင်ပြောက်ွယ်သွားခဲ့ပါရီဘင်းစင်ရဲ့ဟီတာကတော့ထရက်ကာနဲ့အတူခီးထွက်လာခဲ့ပါရီ မိနစ်နေငယ်ကြတော့စိုင်းရင်ဟေးစီကိုရဲကားတွေရောက်လာခဲ့ပြီးတော့ဇလန်လင်းသိမ်းသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါ။စုံတီကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်မြောက်မှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားတွေကိုတင်ဆက်ပေးနေဦးမှာဖြစ်လို့မပြတ်မကွက်စောင့်မျှော်ကြည့်ရှုကြဖို့တောင်းဆိုချင်ပါတယ်။ရုပ်ချင်းဇာတ်ကောင်းတွေကိုစဉ်စားမပြတ် recap တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ City for You Channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာ။အားပေးကြတဲ့ပရိသတ်များလေးစိတ်ကြီးကျမ်းမာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ စီယူဝယူဝိုင်းတော်သားတွေကဆူတောင်းပေးလိုက်ပါရင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ